ဂါဇာကိုအန္တရာယ်အရှိဆုံးနေရာဟုဗြိတိန်နိုင်ငံသားရေးဝန်ကြီးမှတ်ချက်ပြုဂါဇာကမ်းမြောင်ဒေသဟာကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံးနေရာတစ်နေရာဖြစ်ကြောင်းဗြိတိန်နိုင်ငံသားရေးဝန်ကြီးကအမှတ်ချက်ပြုပြောကြားလာတာကိုဒါနီဝါရက်သတင်းမှာဖော်ပြထားပါတယ် ဂါဇာကမ်းမြောင်ဒေသရှိထင်ရှားတဲ့ရင်းနှင်းကို ပြစ်မှတ်ထားတိုက်ခိုက်မှုကြောင့်အစ္စရေးခုနှစ်ဦးသေဆုံးပြီးတနစ်ကျော်ကာလအတွင်းအကူအညီပေးရေးလှုပ်ရှားတဲ့အတွက်ဂါဇာဒေသဟာကမ္ဘာပေါ်မှာအနေရအရှိဆုံးနေရာတစ်နေရာဖြစ်လာတာပါဒီလိုအကြောင်းတရားတွေကြောင့်ပြည်ထောင်အစိုးရကတရားမျှတမှုအတွက်တောင်းဆိုမှုတွေကိုဆက်လက်ပတ်ဖို့ပြေးသွားမယ်အပြင်တည်ဆုံသူတွေရဲ့မိသားစုဝင်တွေကိုအမတ်ခံပေးထားကြောင်းလည်းပြည်ထောင်နိုင်ငံခြားရေးဝန်ကြီးကပြောကြားထားပါတယ် ကစားကမ်းမြောင်ဒေတာဟာကဘာပေါ်မှာအကူအညီပေးရင်ကယ်ဆယ်ရေးလုပ်သားတွေအတွက်အနည်းအရှိဆုံးနေရာဖြစ်လာပြီးစစ်ဖြစ်ပွားရာ2023ခုနှစ်အောက်တိုဘာလကစပြီး Astra ဘက်ကကယ်ဆယ်ရေးလုပ်သား400ကျော်တက်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်။မြေပြင်မှာအကူအညီပေးနေတဲ့လုပ်သားတွေအတွက်ရရှိရှိဘေးကင်းရေးတိုးတက်မှုတွေကိုမမြင်ရတဲ့အပြင်အသက်ဆုံးရှုံးခဲ့ရတဲ့ကယ်ဆယ်ရေးလုပ်သားတွေပုံမှန်များပြားလာတာကြောင့် ဂါဇာဟာကမ္ဘာပေါ်မှာအနည်းအရှိဆုံးနေရာအဖြစ်မှတ်ချက်ပြုခံလာရတာဖြစ်ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။